င်းကုန်းမှာဆရာတစ်ချက်ပြောခြင်းတာကရက်ဘီယာကိုအန်နီယကင်းကင်းတောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့။တကယ်၍အန်နီယကင်းကျင်တော့လုံးဝမတောက်သုံးပါနဲ့ဆိုပြီးတော့အကြံပြုထားတာရှိပါတယ်။ဒါပေမဲ့အန်နီယရောကြအောင်တောက်သုံးတဲ့နီလန်းနေရှိတယ်ပေါ့နော်။နော်ဥပမာအဖြစ်တနေ့မှာအမျိုးသမီးဆိုရင်ဒီတယူနစ်အဂေါ်တယူနစ်ပေါ့နော်။အဲတော့အမျိုးသားဆိုရင်2ယူနစ်ထက် ပိုပြီးတော့မတောက်ဘူးဆိုလို့ရှိရင်အသေးထိခိုက်မှုမရှိဘူးအန်ရရော့နေတယ်လို့ပြောပါတယ် အဲ့ဒီမှာ2 unit ဆိုတာဘာလဲဆိုလို့ရှိရင် BR ဆိုရင်350 ml Y ဆိုလို့ရှိရင်150 ml နောက်တစ်ခါ Whisky ဆိုလို့ရှိရင်သို့မဟုတ် Rum ဆိုလို့ရှိရင်ပေါ့နော်45 ml ပေါ့ဆိုတော့အဲ့ဒါတွေကိုပြန်မှန်းကြည့်မယ်ဆိုလို့ရှိရင် BR ဆိုတပူပေါ့နော် Y ဆိုတစ်ခွက်အဲ Whisky Rum ဆိုရင်တစ်ပက်အဲ့ဒါ1 unit လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒါအမျိုးသမီးဆိုရင်1 unit အမျိုးသားဆိုရင်2 unit ထက်ပိုမတော့သုံးဘူးဆိုရင် အန်ဒီရယောနေတာတွေကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကရက်တောက်တဲ့နီလန်ပေါ့အန်ဒီရယောနေအောင်တောက်မယ်ဆိုလို့ရှိရင်တော့ဒီအစာဘာမှမစားဘဲနဲ့ရက်ကိုမတောက်တဲ့မူအစာတစ်ခုခံပြီးမှရက်တောက်တဲ့နေလို့ပြောတယ်နောက်တစ်ခုကတော့အချိန်တိုတိုအတွင်းမှာရက်ပမာဏများများကိုတစ်ခါတည်းမတောက်တဲ့မူဖြည်းဖြည်းတောက်မယ်နောက်တစ်ခါရက်ပြင်းဆိုလို့ရှိရင်တော့ရေရောပြီးမှတောက်ဖို့အတွက်အကြံပြုထားတာတွေရှိပါတယ်နောက်တစ်ခုကတော့ရက်နဲ့တူတူတွဲပြီးတော့ဆေးဝါးတွေနဲ့တွဲပြီးမတောက်တဲ့ ဘူးလို့အကြံပြုထားတာရှိပါတယ်။အဲ့တော့ရက်တော့တဲ့အခါမှာသတိထားမဲ့သူတွေကတော့ကိုဝန်ဆောင်ကြီးနောက်တစ်ခါအသက်22နှစ်အောက်အရွယ်ကြီးနောက်တစ်ခါယောဂအတွက်ဆေးဝါးတောက်သုံးနေရတဲ့သူတွေနေနဲ့သတိထားဖို့လိုတယ်။နောက်တစ်ခုကတော့ဒီယောဂရှိတဲ့သူတွေပေါ့နော်အထူးအဖြစ်တော့အသေးယောဂ၊သွေးရိုးယောဂ၊ဆေးယောဂရှိတဲ့သူတွေနေနဲ့ကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ကိုယ်အတွက်အန္တရာယ်ကင်းအောင်တောက်သုံးဖို့အတွက်အကြံဉာဏ်တောင်းခံမှာပဲဖြစ်ပါတယ်။